ဒီပုဒ်ဒီပုဒ်ကိုအရင်ယူသွားပြီးတော့ပြီးစတဲ့တဲ့လေးလေးယူလိုက်ပါခင်ဗျာတောင်သူတွေပြီးတဲ့လို့လည်းကွယ်တောင်သူတွေပြီးတဲ့လို့လည်းကွယ်ဖြစ်နေတဲ့ကြောင့်ကျွန်တော်တို့ကအဓိကကျွန်တော်တို့ရဲ့ကုမ္ပဏီရဲ့ခေါင်းစဉ်သွားတဲ့ရွေးချယ်ကတောင်သူပဲ Manisola Dicoma tu eres un retro en tu en Tiriale ဂျာမနီတို့ BS စကားတို့ဟာမျိုးတွေနဲ့ဟာဆိုတော့အတင်းနဲ့ရေသူလေး quality ပိုင်းဆိုင်ကကောင်းတယ်စိတ်ကျေနပ်မှုဒါရစီစီပေါ့အဲဖလုံးလေးတကယ်ကောင်းပါတယ်တကယ်လေးအဆင်ပြေတယ်တောင်းလို့တွေကျွန်တော်တို့ why company ကဒီထုတ်တဲ့ product တွေကိုနီးပညာနဲ့ကပ်ပြီးတော့သွားတယ် company ဖြစ်လို့လည်းကြောင့်အများကြီးကြည့်ရပါတယ်အများကြီးလုပ်လို့ရပါတယ်ပြောချင်တာပါလေကတော့လေ ကျွန်တော်ရဲ့ဒီမှာရှိတဲ့ဒုကျတဲ့မိတ်ဆွေတွေကိုဂုဏ်ပြုကြည့်မိခြင်းဖြစ်ပါတယ်ကျွန်တော်တို့အကုန်လုံးနဲ့ပူပေါင်းပြီးတော့သူတို့အထွက်တိုးခဲ့တယ်ပြီးလို့ရှိရင်သူတောင်သူမှာကျတော့တီးနံတစ်ခုအထွက်တိုးဖို့ကအဓိကပဲလေအဓိကပဲဆိုတော့ဒီတောင်သူတောင်သူရအထွက်တိုးသူကျင်းရလာပဲဒါကြတော့ကျွန်တော်အကုန်လုံးတို့ပဲသူတို့အထွက်တိုးရတယ်အထွက်တိုးလဲပြီးတော့ကျွန်တော်တို့ကအလောက်နဲ့မရက်ဘူးမရက်ဘဲနဲ့ကျွန်တော်တို့ကသူတို့အထွက်တိုးနေမဟုတ်ဘူးဟို ူရဲ့အပေါင်းအသင်းတွေသူရဲ့မိဘဆွေမျိုးတွေပါထွက်တော့ကျွန်တော်တို့ကရည်ရွယ်တာပေါ့အဲတော့အခုဒီစာပြိုးနေပြညာရှိတော့လို့ဆိုတာလည်းအရင်ရွယ်တာအနေကတော့လေနော်ဟိုသူတို့ကိုယ်တိုင်နေပြညာကိုလက်ခံမယ်ဟိုဒီနေပြညာကိုပဲအသုံးပြုရမယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီမြောက်သူတို့ကတောင်းသူကိုယ်တိုင်နေပြညာငတ်မုံတာကျွန်တော်တို့ကဒီနိုင်ငံမှာနေပြညာငတ်မုံတာအဲတော့ဒီနေပြညာကိုပေးတဲ့ကုမ္ပဏီကိုညှောနေရတော့ဝိုင်ကိုနဲ့တိုးရတယ်ပေါ့ ကတော့เนาะပြောဝိုင်ကနိပညာပေးတယ်သူကနိပညာလိုချင်တယ်เนาะအဲ့ဒါမို့အဲ့ကျတော့ဒီနိပညာကိုစိတ်ဝင်စားတယ်ကျွန်တော်တို့ပြီးရင်နိပညာနဲ့အထွက်တိုးရတယ်ပေါ့ဒါပဲဒီကတော့လေပြီးလို့ရှိရင်တို့ဖိတ်တဲ့ယူရချင်တာလည်းနိပညာကိုစိတ်ဝင်စားတောင်းလို့ပဲဖိတ်တာဒီကတော့ Monday so love sound Monday so love life ါဒုတိယအချိန်ပေါ့ဒုတိယအချိန်ပေါ့နော်ပထမအချိန်ကလည်းကျွန်တော်တို့ကတောင်သူပဲကျွန်တော်ကုမ္ပဏီကထိုက်တာဟောတောင်သူဖိတ်တာများတာပေါ့ပထမအချိန်ကကြတော့လေပထမအချိန်လုပ်ခဲ့တဲ့ပွဲတော့ကအထက်မှာပြီးကိုယ်တောင်သူတွေပေါ့နော်အထက်မှာပြီးတောင်သူတွေဖိတ်တယ်အရောက်ထောင်ကျော်ပဲဒီမှာလုပ်ခဲ့တာအခုကကြောင့်ဒုတိယအချိန်ဒုတိယအချိန်ကိုပဲကျွန်တော်တို့ကတောင်သူထောင်ကျော်နဲ့ပဲအဲအောက်မှာပြီးတောင်သူတွေကြီးတန်းပေါ့အဲလုပ်ခဲ့တဲ့ပွဲပါဒီကတော့အဲတော့အဓိကတောင်သူတွေကိုဦးစားပေးဖိတ်တဲ့ပွဲမလို့ ျွန်တော်တို့ကဟိုတောင်သူတွေကလည်းကျင်းတဲ့ပွဲပေါ့နော်ဒီပွဲကတော့ဟိုမောက်လည်းပြင်ပါပါတောင်သူတွေကိုရန်ကျင်းတဲ့ပီတိပြတာလည်းပွဲပါပဲအဓိကတော့လေတောင်သူတွေအဓိကအားပြုတာကျွန်တော်တို့ကဟိုလာသည်အင်္ဂလန်နိုင်ငံတို့ FC ကိုမြေထုတ်တဲ့ပစ္စည်းတောင်သူတိုင်းတည်တယ်တောင်သူတိုင်းကြောက်တယ်တောင်သူတိုင်းတုံ့တယ်တောင်သူတိုင်းကြိုက်တယ်ကျွန်တော်တို့ဝိုင်းကုမ္ပဏီနဲ့ပူးပေါင်းလိုက်တဲ့အခါမှာသူတို့ကလာပြီးတော့နီးပေးလမ်းပြတွေပေးတဲ့အခါမှာကျွန်တော်တို့ငရုတ်တွေကိုကျွန်တော်တို့စိုက်ပါတယ် မျိုးဆိုင်လိုက်တဲ့အခါမှာကျွန်တော်တို့ကိုတော့တေးကကို50ဟုတ်900 600ဆိုတော့ဒါထန်းကုန်ပါပဲအခုဆိုရင်တစ်ထောင်နီးပါးကိုဒါဝန်ကုန်ကြီးနဲ့ပေါင်းပြီးလို့ကိုရောနိုင်သွားတယ်ဟိုနောက်ကစီးလေးတွေလည်းဟိုအားစီးလေးလည်းနိုင်သွားတဲ့အခါမှာကျွန်တော်တို့တစ်ထောင်နီးပါးထွက်လာပါတယ်ကျွန်တော်တို့လေလေးရောက်ကိုရံမျိုးအောင်တော့ဗောလေဝင်းစင်းလာတဲ့အခါကျတော့ကျွန်တော်တို့အဲသူကဒီစက်ပြိုးရေးနဲ့ပတ်သက်တဲ့အကြောင်းလေးတွေကျွန်တော်တို့ပြောပြတဲ့အခါကျတော့ကျွန်တော်တို့က သူ့ကိုမေးမြန်းပြီးတော့လုပ်တဲ့အခါမှာစသတိရတာပါသူတက်ရောက်မှုကတော့ခင်ဗျကျွန်တော်တို့ကတော့အသင်းတန်းနေတိုင်းပဲယောဂပိုးပွားသင်ပြီးတော့ front down နေအမတန်အားကောင်းတဲ့ဟာကိုတွေးရှိရပါတယ်ခင်ဗျအကျိုးသက်ရောက်မှုကတော်တော်လေးကောင်းပါတယ်ကျွန်တော်တောင်သူတွေရောက်အနေနဲ့ wine company ကထုတ်တဲ့ statement များအကုန်ဆွန့်ထပ်ပါတယ်ဟိုအကျိုးဟာကျွန်တော်ပြောချင်တာတော့ဟိုတခြားတောင်သူတွေလည်းကျွန်တော်တို့လိုတုံးသေးခြင်းပါလေတင်သွင်းတဲ့ဒီဈေးတွေကလည်းဂျာမနီတို့ BS ကလိုဟာမျိုးတွေနဲ့ ဟာဆိုတော့အသီးနဲ့ရေစူးလေး quality ပိုင်းဆိုင်ကကောင်းတယ်ပြီးတော့တောင်သူတက်လည်းတကယ်အသီးပွင့်ခြင်းကြလို့ရှိရင်လည်းဒီပဲရာသီဆိုလည်းပဲရာသီစပားဆိုလည်းစပားပေါ့နော်စိတ်ကျေနပ်မှုဒါရစီတွေပေါ့အဲဖန်လုံးလည်းတကယ်ကောင်းပါတယ်တကယ်လည်းအဆင်ပြေတယ်တောင်သူတွေ ဒီတော့ဒီဘောက်ကိုအရင်ယူသွားပြီးတော့ဒီစဲတဲ့လေးယူလိုက်ပါခင်ဗျာစိုက်ပျိုးရေးနိပညာရှင်းဆောင်တောင်းသူနာမည်မှာဟောကကျွန်တော်ပုံပြပေးရဲ့နိပညာကိုစိတ်ဝင်စားရမယ်အဲ့ဒါအပြင်ကိုဒီနိပညာကိုပို့တော့သီးလို့မရဘူးသူ့ရဲ့ပတ်ဝန်းကျင်သူ့ရဲ့မိဘဆွေမျိုးသူ့ရဲ့အတိုင်းဝန်သူ့ရဲ့ခြေရွာအဲ့ဒါကိုပြန်ပြီးတော့ဖျက်ဝင်ပြီးတော့ရှိရမယ်ကိုပို့တော့လက်ထွက်လို့မရဘူး ိုးတော့သိလို့မရဘူးပေါ့ကျန်တဲ့လူတွေပါသိရမယ်ကျန်တော့ဆိုသိရမယ်အဲ့တော့ရွေးလာပါဒီနေ့ပေါ့မဲပေါ့ပြောတပိုင်းပေါ့ပထမတပိုင်းကျတော့ကျွန်တော်တို့ဒီဒီကျွန်တော်ဖိတ်တဲ့ဒီတောင်သူတွေမှာဟိုမနစ်ကကျွန်တော်တို့ကိုရောင်းချပေးတဲ့တောင်သူတွေတုံးဆွဲပေးတဲ့တောင်သူတွေပေါ့အဲ့တောင်သူကျေးဇူးပြုတဲ့တုံးပြန်လာတပိုင်းပြီးတော့ဒီနေ့တက်လာတောင်သူတွေကိုကျေးဇူးပြုတဲ့တပိုင်းနှစ်ပိုင်းပါဟုတ်လား ခမယူကြည်ချင်းအဖြစ်လဲကျွန်တော်တို့တောင်သူတွေပေါ့တယောက်အနေနဲ့တော်တော်ဝမ်းသာပီတိဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒီလိုတံမိုးထားပြီးတော့တောင်သူတွေကိုပေါ့နော်ဒီလိုနေရာတိဆွဲခေါ်ပေးမယ်ဒီလိုပေါ့အခင်းချင်းအခမ်းအနားမျိုးမှာတက်ခေးနောက်ပြီးတော့ဟိုကြားပါသေးတယ်။ဟိုအခမ်းပွဲတွေရောဖြော်ဝေပွဲတွေရောကျွမှုအခမ်းပွဲတွေရာစပါပေါ့နော်။အဲဒါတွေကျွန်တော် မြင်တွေ့ရတော့အားလို့ကိုယ့်ကိုယ်တော်ကြသိမ်းအောင်ထားမိပါတယ်။ဟောအဲကျွန်တော်တို့တောင်သူတွေပုံတလေးတစားလေးဒီလိုလေးပေါ့နော်ဖိတ်ခေါ်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နော်ဒီကုမ္ပဏီ ဝမ်ကုန်ကြီးကတော့ယုံပါတယ်ဒီနေ့သူတို့ရဲ့ကြိုးစားအထောက်အကူနဲ့သူတို့လှုပ်ဆောင်မှုအပြင်ဒီမကကြီးပွားတဲ့ကုမ္ပဏီကြီးဖြစ်မယ်လို့ယုံပါတယ်ကျွန်တော်တို့စပားဆိုရင်ကဘာအဆင့်မှာနှိမ့်နေလို့ဒိုးစိတ်တွေဝင်တယ် line တွေမှာလည်းအဲ့လိုတွေ့တယ်ကျွန်တော်စပါးတွေစံနေနေတာဝိုင်းကပုံနဲ့ပူပေါင်းပြီးအရှိတောင်းအရှာအစင်အာဆီယံအစင်အစင်စင်ပေါ့နော်တိုးတက်အောင်ပူပေါင်းဆောင်ရွက်မယ်လို့တန်တိတန်ချပြီးတော့ဒီပွဲကိုတက်တာအဲ့လိုမျိုးအားရနဲ့ထိုးစစ်ပေးချင်ပါတယ်ဟုတ်ကဲ့ပါ30 စုကြီးကိုတော့ကိုစလေတော်ကြီးကိုလင်းလင်းထွန်းမကြွရောက်ရွေးချယ်ပြပါခင်ဗျာကိုတော်လေးဒီတလာတောင်သူတွေအပြင်ဟိုဂျန်နဲ့တနိုင်ငံတောင်သူတွေကိုတရင်စကားပါချင်တာကတော့ကျွန်တော်တို့ ဝိုင်ကုမ္ပဏီကဒီထုတ်တဲ့ product တွေကိုယုံကြည်ပေးပါစိတ်ချပေးပါပေါ့ပြီးတော့နီးပညာနဲ့ကပ်ပြီးတော့သွားတဲ့ကုမ္ပဏီဖြစ်လို့လည်းကြောင့်အများယုံကြည်ရပါတယ်အများလောက်လောက်ရပါတယ်ပြောချင်တာပါဒီကတော့လေလူကြဲလေးမို့အားလိုက်ရေလေးက